အဲဒီနေ့မေလ21ရက်နေ့ပါဗျာခုမြင်နေရတာတော့မစိုးရင်တက်တဲ့ဓမ္မပါတကူเจ้าကိုဖျက်ထားတဲ့အဖြတ်စည်းပါဗျာအဲမနေ့ကတော့ဆက်ရမ်းရရင်နဲ့ဆက်ပလိုက်တာနိုင်ပိုင်းလေးပဲကြာပါတယ်ဗျာ20เจ้าလေးဆိုတော့အခုတော့အဲ့ဒါတွေကိုရှင်းလင်းနေပါပြီကဟိုမဲ့ဟုတ်ခဲတွေကိုအကောင်အတိုင်းပြန်ရဖို့အတွက် ဟိုတန့်ဆင်းနေတဲ့သူကတန့်ဆင်းပေါ့ဗျာဒုက္ခကြီးတွေကိုသူ့တဲ့လူကသူ့ဖြိုတဲ့လူကဖြိုမတဲ့လူကမတယ်တဲ့လူကတယ်လုံးတာပေါ့ကဲဓမ္မပါဒကူចောင်းသားဟောင်းနေကတော့မဆိုးရင်တိုက်တက်ကြီးကိုလွမ်းနေတော့မှာပေါ့လေဓမ္မပါဒကူចောင်းတတ်တမ်းမကြသေးဘူးဆိုတော့လေအဲဒီចောင်းက နိုင်ကတော့ထွက်ပေါ်ခဲ့ခဲ့ပါတယ်နော်အဲ့ဒီနိုင်ကတော့ရဲရဲတော့အမေသားဖြစ်ပါတယ်ကြာအဲ့တော့ရဲတော့အမေသားဆိုတော့သူကဘွယ်လေးတောင်ထဲ့မပြောရဲပါဘူးကြိုင်မှမသိမကြိုင်မှမသိအခုတည်းကမှလူတွေ့ရင်ဟိုအန်ကြီးကြိတ်ပြီးတော့မျက်နှာတင်းတင်းနဲ့မခေါ်မပြောနေတာလေးနှစ်သုံးလေးနှစ်တောင်ရှိနေပါပြီကဲခုလောလောဆယ်လဲစာတင်နှောင်းအောင်နေရှိပါတယ်ဗျာ နိုင်ကဆရာတော်လည်းရှိပါရဲ့ဗျာလက်ရှိနိုင်ကဆရာတော်ကတော့ဘုဘကအဆောင်လေးမှာနေပါရဲ့ဗျာဥဇဏကဘိဝန္တလို့ခေါ်ပါရဲ့ဗျာနိုင်ကနောက်ပေါက်လေးပါနော်နိုင်ပိုင်းလေးနိုင်ပိုင်းလေးအတွင်းမှာပဲအပြက်ကိုဖြိုချသွားတာပါဗျာဆက်အလက်ပြီးတော့အခုလက်အလက်အဲဥပင်းနေလဲလို့လူတွေလဲလို့နိုင်ကဆရာတော်လေးလဲကြည့်ကြ ကဲဒီဘက်ကလာမယ်အဲဟိုမှာညမ်းစင်ပြီးတော့ထုနဲ့နေတာကတော့လာစတာတွေကိုခွာနာပါဗျအဲအဲ့ဒါတော့အစ်စ်ပြန်ဒန်ပလာစတာခွာပြီးဒန်ရကြီးမကြီးရှာပုံရပါတယ်အဲ့ဒါပြီးအင်္ဂလိပ်ပြန်ပြီးတော့လောင်းပါဗောနော်အင်္ဂလိပ်ပြန်ချောကင်ပါဗောအဲ့ဒါတော့ဓမ္မဝိမု ക്തി ရတ္တအကြောင်းလို့ခေါ်ပါတယ်ဗျာ ်ပြောတော့ဖြိုးစရာမလိုပါဘူးဗျဖြတ်စရာမလိုပါဘူးဗျပြုတ်ပြင်းနဲ့ရပါတယ်ဗျအတူကောက်တော့ဝိမု ക്തി လို့ခေါ်ပါတယ်အဲမဆိုရင်တိုက်ပို့ဆရာတော်ကြီးဗဒနာရာဇဓမ္မဘိဝံသားကအဲ့ဒီအောက်ထပ်မှာသတင်းသုံးခဲ့ပါသေးတယ်ဗျာအဲ့ဒီအောက်ကတစ်ခါလုံးဆရာတော်ကြီးတစ်ပါးလဲသတင်းသုံးပြီးတော့ရုပ်ဖတ်ဆရာရှိတာရုပ်ဖတ်အခန်းဆရာရှိတာအခန်း ရင်းညာလျှောက်ဆရာရှိတာလျှောက်သတင်းသုံးနေခဲ့တာပါနော်အဲအဲ့ဒီနောက်ပိုင်းကျမှဆရာတော်ဥတည်ရင်မရှိမှဓမ္မကာယအကြောင်းပြောင်းရှေ့သတင်းသုံးပါတယ်ကဲဓမ္မဝိမု ക്തി ကျောင်းတော်ကြီးကတော့ဖက်ဆရာမလိုပါဘူးအဲပါရဂူကျောင်းလေးဖက်လိုက်တဲ့အဲ့တော့ဟိုဘက်ကဒီသက်ခန်းလေးလည်းပေါ်လွင်သွားပါလေကနော်ဥမာအမတ်နှစ်ဆက်ယုံတဲ့ပေါင်349ခုတော်သလင်းလာတဲ့ပေါင်349ဆိုတာကတော့ ရေခဲမဖြစ်ခင်တလပေါ့ဗျာအဲတနစ်ပေါ့ဗျာ1968ခုနှစ်ပေါ့အဲ့ဒီထဲမှာဒရိုက်လုံးကိုရေသေးဝေတဲ့ရေစက်ကြီးရှိပါတော့ဗျာဒီရေစက်နံပါတ်ကနှစ်ပါဗျာအိုးဝိမုတ်တိရသအကြောင်းရဲ့နောက်မှာရေစက်တစ်လုံးရှိပါသေးတယ်ဗျာအဲ့ဒီနံပါတ်ကတက်ပါဗျာအဲ့ဒီအချိန်အဲ့ဒီခါကတော့ရေစက်ကိုပဲအကောရတာပေါ့ဗျာ ခုတော့အဝီစီတွင်းနေပါလေရှိနေပြီရေစင်နေပါလေရှိနေပြီဆိုတော့တော်တော်လေးကိုအဆင်ပြေနေပါတယ်နော်ငလျင်ကာလာလေးမှာပဲယာယီကတ်တောင်သွားတာပါဗျ